အာနောက်တစ်ခုပေါ့နော်ကျွန်တော်တို့ logistic နဲ့ပတ်သက်လို့စာအုပ်စာရမ်းတွေလေ့လာရတယ်ပင်နန်းတက်တာနဲ့အားကွာတယ်ဆိုတော့ပင်နန်းတက်တာကတော့ဟို shock cap ပေါ့အာဖြက်လန်းနဲ့ချက်ချင်းကောင်းနဲ့ရောက်ကောင်းနဲ့ရောက်သွားတာပေါ့ဆိုတော့ပြည်သူများစီကအုပ်စာတွေကအလော့လုတ်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဟိုလက်တွေ့လောက်တာနဲ့ theory နဲ့မတူဘူးလက်ရှိမှာလက်ရှိမြန်မာနိုင်ငံမှာဒီကျွန်တော်တို့လည်းသင်တန်းတွေတက်လာတာပဲเนาะဆိုတော့လက်တွေ့ပြပြအခြေအနေမှာ theory ရတဲ့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 ဖြစ်နေတာဆိုတော့ theory နဲ့ reality ပေါင်းစပ်ဖို့ဆိုလို့ရှိရင်သင်တန်းနေတက်ဖို့မှန်ပါဆိုများသောအားဖြင့် logistics နဲ့ပတ်သက်ပြီးလို့ရှိရင်နိုင်ငံခြားအရေးတဲ့စာရွက်အစောက်စာတန်းတွေပဲရှိတာများတယ်ကျွန်တော်တို့ဒီနိုင်ငံနဲ့အဲသက်ဆိုင်တဲ့စာအုပ်စာတန်းတွေကနည်းသေးတယ်ပေါ့အဲနည်းသေးတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီသင်တန်းတွေတက်ဖို့လိုပါတယ် logistics နဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ အတန်နဲ့တက်ချင်ရတကယ်တမ်းပြောရင်ဆရာတယောက်ရဲ့ experience ပေါ့နော်သူရဲ့လုပ်ငန်းအတွေ့အကြုံကိုလည်းကိုရတယ်ပြင်သူဖတ်ထားတဲ့ဗဟုသုတ knowledge လည်းကျွန်တော်တို့ရတယ်ပေါ့နော်အဲ့တော့ကို့အတွက်ကတော်တော်လေးအသုံးဝင်လုပ်ငန်းအတွေ့အကြုံအများကြီးဆရာမလိုပဲနဲ့အတွေ့အကြုံတွေရတယ်ပြီးတော့စာရေးအများကြီးဖတ်ဆရာမလိုပဲနဲ့သူများရှိရကောဟိုသူများကောင်းထုတ်ထားတဲ့ဥစ္စာလေးအလွယ်တကူရလိုက်တာပေါ့နော်ဟုတ်ပါတယ်ဗျာဟုတ်ဘာလို့လဲဆိုတော့ဟိုသူတို့ကဟိုဒီဆရာတွေဆိုတာလည်းအတွေ့အကြုံတစ်ခုဖြစ်ပြီးမှအာဒီဒီ ကျော်ဖြတ်လာတဲ့အတွေ့အကြုံတွေကိုပြန်ပြီးညှဝေညှဝေတာညှဝေတာဒါက theory ထဲမှာမရနိုင်တဲ့အရာတွေကျွန်တော်တို့လက်တွေ့ဘဝထဲမှာပဲကျွန်တော်တို့ကြုံလာခဲ့တဲ့ဘဝအတွေ့အကြုံတွေကိုပြန်ပြီးညှဝေတဲ့အခါမှာဟိုဆောင်းရံရှောင်းရံတွေကိုချက်ချင်းလက်ငင်းသိသွားတာပေါ့ဆိုတော့သင်တယ်မတက်ဘူးဆိုလို့ရှိရင်တော့လက်တွေ့နဲ့ကနည်းနည်းလေးကင်းကွာမှုကြီးရှိနေတာပေါ့မှန်ပါမှန်ပါတကယ်တမ်းပြောရင်တော့ကျွန်တော်တို့အဒီလိုပါပဲစီမံခန့်ခွဲမှုလောကမှာရှိနေတဲ့ theory တွေအကုန်လုံးကလက်တွေ့လောကမှာကျွန်တော်တို့ apply ချင်းချင်းလုပ်လို့မရတဲ့ဟာတွေကိုနီးကိုဟန်လေးနဲ့ကျွန်တော်တို့မြန်မာမှုမြန်မာဟန်ပေါ့ ်ပြန်ပြီးပြန်ပြောင်းရတဲ့ဟာလေးတွေရှိတာပေါ့နော်ဆရာနော်မှန်ပါတယ်ဗျအဲ့ဒီဘောတရားလေးရှိပါတယ်အဲ့တော့သင်တန်းတက်ချင်ရတကယ်တမ်းပြောရင်တော့ចောင်းသားចောင်းသူအတွက်ကတကယ်တမ်းပြောရင်ပုံတော့ကိုဖောက်လိုက်တာအတူတူပဲအလင်းပွင့်သွားတာမှန်ပါတယ်မှန်ပါဘူးအလင်းပွင့်သွားတာသူသူတော့တော်တော်လေးအသုံးဝင်တယ်လေနော်အသုံးဝင်တယ်သူကလားလောက်အချိန်ပေးလိုက်တာဖြစ်ဖြစ်အဲဒါမှမဟုတ်တပတ်တာအချိန်ပေးလိုက်တာဖြစ်ဖြစ်သင်တန်းဆရာတယောက်က10နှစ်အချိန်ကုန်ငယ်ကုန်ငယ်မယ်မတူဘွားမှာသူအမားတွေအများကြီးလောက်ခဲ့လောက်ခဲ့တယ်။အဲ့ဒါကိုចောင်းသားចောင်းသူကဒီအာဆရာရှီကနေပြီးတော့အတွေ့အကြုံတွေ အမားလည်းအများကြီးလုချင်မလို့အချိန်လည်းအများကြီးပေးပြမလို့ပဲနဲ့သူရသွားတဲ့သဘောမျိုးအာမှန်ပါတယ်အဲ့လိုမျိုးဆိုတော့အော်နောက်တစ်ခုကဆရာဒီ logistic ကိုကျွန်တော်တို့ဘယ်အချိန်လောက်မှပြန်ပြီးတော့ develop ဖြစ်လာမယ်လို့ဆရာမြင်နေတယ်အခုလောဆရာတော့ develop မဖြစ်သေးဘူးလို့ပြောတာမဟုတ်ဆရာရေ။နည်းနည်းတော့ကျွန်တော်လုပ်ရတာနည်းနည်းအချက်တည်းလေးတွေရှိနေမှာဆရာရေ။ဒါပေမဲ့ဆရာအနေနဲ့တကယ်ကို booming ဖြစ်လာမယ့်အချိန်ကိုဘယ်အချိန်လောက်မှန်လဲ။အာဒီ developing state ကကြတော့ဟို နိုင်ငံကြီးအခြေအနေတည်ငြိမ်တဲ့ဟာကိုဆောင်ရမှာပေါ့မှန်တာပေါ့ဆိုတော့ဒီကြားထဲမှာတော့ဟိုဟိုကျွန်တော်တို့ကြတော့ရက်နေလို့မရဘူးလေလှုပ်နေရမှာပဲအဲလှုပ်နေရမှာပဲဆိုတော့ဟိုဟိုဘာဖြစ်လို့လဲဆိုတော့ဟိုဖြစ်ဟိုဖြစ်ဖြစ်ချင်းတိုးနေရတာပေါ့ဖြစ်ဖြစ်ချင်းတိုးနေရတာဘုံမင်းဖြစ်မဲ့အချိန်ကိုထိုင်ဆောင်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခွင့်အလမ်းကြီးလွတ်သွားမှန်တာပေါ့အဲအဲ့တော့ကျွန်တော်တို့ကတလန်းချင်းတလန်းချင်းတိုးနေရဆိုတော့ကျွန်တော်ပြီးမဲ့အချိန်ကိုတော့စောင့်နေတယ်ကျွန်တော်တက်လုံကောင်းအောင်တော့တလန်းချင်း practice ကတော့လုပ်နေတယ်ကျွန်တော်ပြင်မဲ့အချိန်ကိုစောင့်နေကွင်းထဲတကယ်ဝင်ရမယ့်အချိန်ကိုစောင့်နေပါတော့တကယ်လည်းကွင်းမြန်လေးကျင့်နေပါဘောလေးကျင့်နေတဲ့ဟာပေါ့လေးကျင့်နေတဲ့အခါမှာလည်းတက်လုံကောင်းမှုဟာရည်ကြီးတယ်တက်လုံမကောင်းတဲ့သူတွေကကွင်းပြင်ရောက်လာတာတွေလည်းရှိတယ်တဲ့ဘောနော်ဆိုတော့အဲ့တော့တက်လုံဟာရည်ကြီးပါတယ်ဒီလက်ရှိအခြေအနေအနေထားအချက်တဲတွေကြားမှာအာဒီရုံးကန်နေရတဲ့ logistics မှာပြရပေါ်ဟာလည်းလက်ရှိအနေထားရခက်ခဲမှုတွေရှိနိုင်ပါတယ်ကျွန်တော်မြင်ကြရတော့ဆရာကျွန်တော်နိုင်ငံမှာက infrastructure တွေတော်တော်အားနည်းသေးတယ်လို့မြင်နေပါတော့ဟုတ်ကဲ့ဥပမာကျွန်တော်ကဒီ ကာဂိုတွေတနေရာနဲ့တနေရာပို့ပြီးဆိုကျွန်တော်တို့ကားတွေလိုမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကာဂိုတွေတူလောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ warehouse တွေလိုမယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာအာဒီခင့်မိတဲ့အာတူလောင်ယုံနေအပြည့်ခင့်မိတဲ့ဒီတည်ပို့ဆောင်ရေးစနစ်တွေကကျွန်တော်နိုင်ငံမှာ manager တွေရှိနေရပါတော့အဲ့ဒါတွေကရောဆရာအာ logistic မှာဟိုဘယ် chain လောက်ကြလို့ရှိရင်ကျွန်တော်တို့မှာ ready ဖြစ်လာနိုင်မှာဆရာဘာတွေလုပ်ရင်ကောင်းမလဲကျွန်တော်อืมဆောင်းနာတော့ပြောသလိုပဲ ဟိုဒီ infrastructure ဆိုတာကကြတော့ကျွန်တော်တို့ FDI လို့လဲ Foreign Direct Investment လို့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဟိုတချို့ဟာတွေကကြတော့ဒီဟိုဘာပေါ့ဟို contract တွေနဲ့သူတို့လောက်ပိုင်ခွင့်တခုတော့ပေးရမယ်ပေါ့ဆိုတော့မြန်မြန်ဟိုဟာဖြစ်ဖို့ဆိုလို့ရှိရင်မြန်မြန် develop ဖြစ်ဖို့ဆိုလို့ရှိလို့ရှိရင်ဒါမျိုးတွေလိုအပ်ပါတယ်ဆိုတော့ဒီတိုင်းဟို infrastructure ကိုဖြည်းဖြည်းချင်းစောင့်နေမယ်ဆိုတာအဲ့လိုမျိုးပုံပြပေးပြီးတော့ဒီပေါ်မှာကိုကအမြင်တစ်ခုထိုင်ယူနေတာပို့ပြီးတော့တာသွားရတယ်ပေါ့နော် ဟိုနှစ်ဦးနှစ်ဖက်နိုင်ငံသားဆိုတာလည်းဒီအမြတ်ရမှလာလို့မှန်တော့ဆိုတော့ဟို rules and regulation တွေ policy တွေကိုဖြေလျှော့ပေးဖို့လိုတယ်ပေါ့ FDI ကြီးပြောတော့လीဆိုတော့ဟိုလူသားလွမ်းသားရှိရမယ်သူတို့အတွက်အာမခံချက်ရှိရမယ်သူတို့အတွက်အကျိုးမြတ်ရှိရမယ်နိုင်ငံတော်အတွက်လည်းအကျိုးမြတ်ရှိမယ်ဆိုလို့ရှိလို့ရှိရင်ဟိုဒီ infrastructure တွေကအခြေလို့ပြီးမှအာဒီ တိဆောက်ပြီးဖြစ်ပါလေ။ဟုတ်ဆိုတို့မှာကျတော့ system ကောင်းနေရှိရဆရာရယ်เนาะကျွန်တော်ရှိလာလို့ရှိရင် warehouse ဆိုလဲ warehouse system ကောင်းနေပါလာမယ်။ခုန delivery solution နဲ့ delivery management system နဲ့တို့ကောင်းကောင်းလေးကျွန်တော်ရှိပြင်လာနိုင်တာပေါ့။အာမှန်ပါတယ်ဗျ။ဟုတ်အဲအဲ့ဒါဆိုတော့ဟိုကျွန်တော်တို့ကဟိုအလုပ်လုပ်တဲ့အခါမှာလည်းတို့ရဲ့နည်းပညာတွေတို့ရဲ့အတွေးအခေါ်တွေယူဆတွေဘယ်လိုပုံစံမျိုးတွေအလုပ်လုပ်ကြလဲဆိုတာဟိုကျွန်တော်တို့လေ့လာလို့ရတာလေ့လာလို့ရတာ